မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှန်တမ်းကိုတရားရေးအဖွဲ့အစည်းအချင်းချင်းကပြန်လည်ထိန်းချုပ်ရမှာဖြစ်တယ်လို့ဥပဒေကြံ့ကျင့်သူတွေကထောက်ပြခဲ့ကြပါတယ်ဒီသတင်းကိုအောင်သူကပေးပို့ထားပါတယ်ရှင်နိုင်ငံရေးကျင်းသားဟောင်းများဖွဲ့ကပြုလုပ်ခဲ့တဲ့တရားစီရင်ရေးမှန်တမ်းဟာအပြန်အလှန်ထိန်းကြီးမှုကလွတ်နေလားခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာဥပဒေကြံ့ကျင့်သူတွေကအခုလိုထောက်ပြပြောဆိုခဲ့တာပါနိုင်ငံတော်သမ္မတကတိုက်ရိုက်ခန့်အပ်ထားတဲ့ပြည်အောင်စုရှင်းနေကြုံနဲ့တိုင်းဒေသကြီးရှင်းနေကြုံတွေကလွဲလို့မြို့နယ်ခရိုင်တရားရုံးတွေက တရားရေးအဖွဲ့အစည်းတွေကပုံကိုတွေဟာအစိုးရဝန်ထမ်းတွေဖြစ်လို့အစိုးရတွေပြောင်းဝင်မဲ့သူတို့တွေကရှိနေအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မြို့နယ်တရားရုံးခရိုင်တရားရုံးတွေရဲ့တရားစီရင်မှုတွေကိုတိကျမှန်ကန်မှုအတွက်တရားရေးအဖွဲ့အစည်းအချင်းချင်းပြန်လည်ထိန်းချုပ်ဖို့လိုတာဖြစ်တယ်လို့ပြောဆိုခဲ့ကြတာပါ။တရားစီရင်မှုတွေကတရားသူတွေဘလို့ဖြစ်လာတယ်လဲ။သူတို့ကဒီတရားသူတရားသူကြီးတယောက်ကိုအာဏာအပ်လိုက်တယ်စီရင်ပိုင်ခွင့်အာဏာအပ်လိုက်တယ်တရားသူကြီးတွေကမြို့နယ်မှာပဲဖြစ်ဖြစ်ခရိုင်မှာပဲဖြစ်ဖြစ် တိုင်းဒေသကြီးလွတ်တော်မှာပဲဖြစ်ပြောင်သူလွတ်တော်မှာပဲဖြစ်ဖြစ်တကယ်ရည်ချင်းရှိရလားတကယ်ဟောသူတို့ကတက်လာတဲ့အမှုတွေပေါ်မှာကျားနာဆုံးဖြတ်နိုင်တဲ့ဥပဒေကိုတက်ကျမ်းသားတယ်လေရည်ချင်းရှိသူတွေလားဆိုတော့အရင်ဆုံးစဉ်းစားအောင်အခုလူလူတွေကအပေါ်တက်လေရှုံတာပဲအပေါ်တက်လေရှုံတာပဲနော်လက်ခံတယ်လက်မခံတယ်ဒီမှာလဲပဲ့တယ်ဘာကြောင့်ဘယ်စံချိန်နေနဲ့လက်ခံတယ်လက်မခံတယ်ကိုဆုံးဖြတ်နေတယ်ဆိုတော့လေအများပြည်သူမြင်တာအောင်မလုပ်နိုင်လက်ရှိအစိုးရဟာအပြောင်းအလဲကိုလူကျင်တို့ပြည်သူလူထုထောက်ခံမှုနဲ့တက်လာတဲ့အစိုးရဖြစ်တာကြောင့် တရားစီရင်ရေးမှန်တိုင်းကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်တဲ့အပြင်တရားရေးအဖွဲ့အစည်းများအနေနဲ့လွတ်လွတ်လပ်လပ်တရားစီရင်နိုင်တယ်လို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထေးဦးကပြောပါတယ်လွတ်လပ်တဲ့တရားစီရင်မှန်တိုင်းအနေနဲ့သူတို့လွတ်လွတ်လပ်လပ်ရပ်တည်နိုင်တယ်လွတ်လွတ်လပ်လပ်သူတို့တမိုင်းသူတို့ရင်းနိုင်တယ်ဒါဟုတ်သူတို့ကပြောမယ်ဆိုအတုံးမချပဲနဲ့လားတိုင်းပြည်အတွက်လူမျိုးအတွက်သူတို့ရဲ့တမိုင်းအတွက်အတုံးမချပဲကိုဂျိုးရှာနေမယ်ဆိုရင်တော့ဒါသူတို့ကဥပဒေရဲ့ နောက်တစ်ခါပြည်သူတွေရဲ့စန္ဒအရာတို့မဖြစ်မနေရေးယူရမယ်အခြေအနေကိုစိုက်သွားမှာသိကြတယ်အဲ့ဒါတော့အဲ့ဒီဆွေးနွေးပွဲကိုနိုဝင်ဘာ29ရက်နေ့ညနေ2နာရီကနေ9နာရီအထိတော်ဝင်နှင်းစီခန့်မှမှာနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးမှုကင်းဖြစ်ပွားမှုတွေတိုးလာတာတွေနိုင်ငံရေးအကျဉ်းသားတွေတိုးလာတာတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ